ခုကောလာဟလာရထွက်နေတဲ့အတိုင်းစစ်တပ်ကအာဏာပြန်သိမ်းလိမ့်မယ်လို့ခမရတို့ထင်ရလားမထင်ဘူးဗျာနိုင်ငံတော်ဤဥပဒေပြုရေးအုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာတို့အားတမတော်ကာကွယ်ရေးအစည်းအဝေးထံသို့လွှဲအပ်တာဝန်ပေးလိုက်သည် စားနေရတာမဲမနဲ့မဲမကမဆိုတော့တော့မဖြစ်နိုင်တဲ့ခလေးကြီးကတော့ခလေးစကားပဲကျွန်တော်တို့ဝတ်ထားတဲ့အဖြစ်စိတ်အပြည့်အဝဆုံးမိုင်းမှာတော့ဆရာမရှိဘူးတခင်ဖြူဆိုတော့အမြဲတမ်းခေါင်းထဲမှာအမျက်မှတ်ထားเนาะတစ်ချက်မှားတာနဲ့အသက်ပြောက်သွားလိမ့်မယ်တခါလေး